ရသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်။နှုတ်ကပတ်တော်အပြင်သူတို့ကအစဉ်ချင်းခွန်အားယူဖို့ရန်တွယ်။ရှင်မသက်ခရဝင်ခန်းကြီး9အပိုင်းငယ်27မှ23သခင်သခင်ဟုငါ့ကိုရှောက်တော်သူတိုင်းကောင်းငွေနိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။ကောင်းငွေပုံတိုင်းရှိတော်မူသောငါခမည်းတော်၏အလို့ကိုစောင့်တော်သူသာလျှင်ဝင်ရလိမ့်မည်။ထိုနေ့၌ကသခင်သခင် အကျွန်ုပ်တို့သည်ကိုတော်အခွင့်နှင့်ဆုံးမဩဝါဒပေးပါပြီမဟုတ်လော။ ကိုတော်အခွင့်နဲ့နတ်ဆိုးတို့ကိုနှင်ထုတ်ပါပြီမဟုတ်လောကိုတော်အခွင့်နဲ့များစွာသောတကိုးတို့ကို ပြပါပြီမဟုတ်လောဟုအများသောသူတို့သည်ရှောက်ကြလိမ့်မည်ထို့သောရှောက်ကြသောအခါသင်တို့ကိုငါအလင်းမသိအဒမအမှုကိုပြုသောသူတို့ငါထံမှဖယ်ကြဟု ထို့သူတို့အားအတိအလင်ငါပြောမည်ဂျွန်ဒီနိုကဘတ်တော်ကတော့သခင်ရှုက ကောင်းကင်နိုင်ငံဝင်ရဖို့ရန်အတွက်ကငါ့ကိုသခင်သခင်လို့ရှောက်တိုင်းဝင်ရမှာမဟုတ် ကောင်းကင်ဘုံမှာရှိတဲ့ငါခမည်းတော်ရဲ့အလိုကိုဆောင်မဝင်ရမယ်။ခမည်းတော်ရဲ့အလိုကပါလဲဆိုရင်တော့ဆေလွတ်တော်မူသောသားတော်ယေရှုခရစ်တော်ဖျားကိုယုံကြည်ဖို့ပဲဖြစ်ပါတယ်။ကျွန်တော်တို့ကိုအပြစ်ကနေကယ်တင်တဲ့ဖျားကျွန်တော်တို့ကိုအပေငယ်ကနေရွေးနှုတ်တဲ့ဖျားလောကကတိုင်းမှာကျွန်တော်အပြစ်တွေအသိခံပြီးတော့တင်းချိုပြီးတော့သုံးရမြောက်သောနေ့မှာရှင်ပြန်ထမြောက်ပြီးတော့အပြစ်ကနေလွတ်မြောက်အောင်လုပ်ပေးတဲ့ယေရှုခရစ်တော်ဖျားကိုယုံကြည်ခြင်းကသာခမည်းတော်ရဲ့အလိုပဲဖြစ်ပါတယ်။ ။ဒါကြောင့်မို့သခင်ရှုကခမည်းတော်ရဲ့အလိုဖြစ်တဲ့ဆေလွတ်တော်မူသောသခင်ရှုခရစ်တော်ဖခင်ကိုယုံကြည်ခြင်းအားဖြင့်ပဲကောင်းကင်နိုင်ငံဝင်နိုင်ပါလေ။မိမိရဲ့လှုပ်ဆောင်ချက်အားဖြင့်ကောင်းကင်နိုင်ငံမရောက်နိုင်။မင်းတို့ကပြောမယ်တဲ့။ထိုနေ့၌ကသခင်သခင်အကျွန်ုပ်တို့ဒီကိုတော်အခွင့်နဲ့ဆုံးမဩဝါဒပေးတယ်လေ။ကိုတော်အခွင့်နဲ့နှစ်ဆိုးတွေကိုနှင်ထုတ်တယ်လေ။ကိုတော်အခွင့်နဲ့များစွာသောတကိုးတွေကိုပြတယ်လေ။အဲ့ဒီလိုမျိုးတဲ့။နည်းနည်းလေးမဟုတ်ပါဘူး။အများသောသူတို့ဒီရှောက်ကြလိမ့်မယ်။ ဒါကြောင့်မို့တတိထားစရာကောင်းပါလေ။အများသောသူလို့ပြောပါလေ။အဲ့ဒီအများသောသူတွေကမိမိရဲ့လှုပ်ဆောင်ချက်အပြင်ဖရာသခင်ကိုကိုလက်ခံမယ်လို့ထင်မိသွားပါလေ။အဲ့ဒီလိုရှောက်တဲ့အခါမှာသခင်ရှုကမင်းတို့ငါအလင်းမသိဘူး။အခုမှမသိတာမဟုတ်ဘူး။ငါကိုယ်တည်းကငါရဲ့စင်ရင်ထဲမှာမင်းတို့မရှိဘူး။အတ္တမအမှုကိုပြုသောသူတို့ငါထံမှဖယ်ကြားလို့သခင်ရှုကအတိလင်းငါပြောမယ်။သူတို့လုံနေတာတွေကြည့်တော့ဆုံးမဩဝါဒပေးတယ်။ကိုတော်ခွင့်နဲ့နှဆိုးတွေနဲ့ထုတ်တယ်။ကိုတော်ခွင့်နဲ့ တကိုးတွေများစွာပြလဲဘာမှလဲအတ္တမမှုဒါပေမဲ့သခင်ရှုကပါမှုလို့ပြောလဲဆိုတော့အတ္တမမှုကိုပြုတဲ့သူလို့ပြောပါလဲအတ္တမမှုနဲ့ဓမ္မမှုဘယ်လိုခွဲလဲဆိုရင်တော့ကောင်းတာလောက်တာနဲ့မကောင်းတာလောက်တာအဲ့လိုမျိုးခွဲတာမဟုတ်ပါအတ္တမအမှုဆိုတာက ကောင်းတာလောက်တာပင်လေဇာတိတဘောနဲ့လုံရင် အတ္တမမှုလို့သုံးတော့ပါလဲဒါကြောင့်ဓမ္မအမှုဆိုတာကတော့ဖရာရဲ့အလိုတော်နဲ့အညီလှုပ်ဆောင်ခြင်းဖြစ်ပါတယ် ဒါကြောင့်မို့ဒီမှာရှောက်တဲ့သူတွေကသူတို့လှုပ်တာတွေကိုဓမ္မမှုလို့ပဲထင်တယ်။သူတို့လှုပ်တာတွေကကောင်းဝင်နိုင်ငံရောက်ဖို့အတွက်ဒီလှုပ်ဆောင်ချက်အပြင်ကောင်းဝင်နိုင်ငံရောက်မယ်လို့ပဲသူတို့ကထင်ကြပါတယ်။ဒါကြောင့်မို့သူတို့ကသူတို့ကိုယ်ကိုမှားမှန်းတိပြီးတော့ဇွတ်တိုးတဲ့လူတွေမဟုတ်ပါဘူး။မှားလို့မှားမှန်းကိုမသိတာဖြစ်ပါတယ်။အဲ့ဒါကအင်မတန်မှအန္တရာယ်ရှိပါတယ်။ဒါကြောင့်ခြေတော်စီတိုင်းတမာတရားကိုမှန်ကန်စွာမသိဘဲနဲ့မှားယွင်းစွာခံယူမိပြီဆိုရင်တော့အယူလွဲပြီ။အလိုတော်လမ်းနဲ့လွဲပြီ။ ဖခင်ရဲ့အလိုတော်ကယေရှုခရစ်တော်ဖခင်ကိုယုံကြည်ခြင်းအဖြစ်ပဲကောင်းကင်နိုင်ငံကိုရောက်နိုင်တယ်။ဒါပေမဲ့သူတို့ထင်တာကသူတို့ရဲ့လှုပ်ဆောင်ချက်တွေအဖြစ်ကောင်းကင်နိုင်ငံရောက်မယ်လို့ထင်သောကြောင့်သခင်ရှုကိုလာပြီးတော့အများသောသူတို့ကရှောက်ကြတာဖြစ်ပါတယ်။ဒါကြောင့်မို့တလောက်ထိလှုပ်ဆောင်ခဲ့ပြီးမှထာဝရအသက်နဲ့ကောင်းကင်နိုင်ငံဝင်ခွင့်နဲ့လွှဲချော်ရင်တော့အင်မတန်ဝမ်းနည်းစရာကောင်းပါလေ။ဒါကြောင့်ခြေတော်စီတိုင်းလောကခဏတာအသက်ရှင်တဲ့ခါမှာတမာတရားကိုမှန်ကန်စွာသိဖို့အင်မတန်ရည်ကြီးတယ်။ပါရီရှဲတွေကစံစာမဖတ်လို့ တမန်တရားလမ်းနဲ့လွဲတာမဟုတ်ပါဘူး။ကျမ်းစာဖတ်ရင်းနဲ့ပြည့်ညတ်တော်တွေကိုလိုက်ဆောင်ရင်းနဲ့တမန်တရားလမ်းနဲ့လွဲနေတာဖြစ်ပါတယ်။ဒါကြောင့်မို့တမန်တော်ကြီးရှင်ဘောလူဒေဗင်လေသူ့ရဲ့ဘဝအသက်တာထဲမှာငကိုရှောလူဘဝမှာခရိယန်တွေကိုလိုက်တက်ခဲ့တယ်။တမန်တရားလမ်းနဲ့သူလွဲလို့လွဲမှန်းမသိဘူး။သူမှန်တယ်ပဲထင်တာ။ဒါပေမဲ့ယေရှုနဲ့ဓမ္မသက်မြို့သွားရလမ်းမှာတိုက်ရိုက်တွေ့တော့မှာပဲသူ့အသက်တာကပြောင်းလဲသွားတယ်။ဒါကြောင့်မို့ဝိညာဉ်မျက်စိကန်းနေရင်ကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာတမန်တရားလမ်းနဲ့လွဲလို့လွဲနေမှသိမှာမဟုတ်ဘူး။ ။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဘဝအတ္တတိုင်းမှာဝိညာဉ်မျက်စိကို ဖွင့်ပေးဖို့ရန်အတွက်ဖရာသခင်စီမှာဆုတောင်းဖို့လိုအပ်ပါတယ်။နောက်တစ်ချက်ကတော့အမားကို ထောက်ပြတိုင်းအာဒီလူကတော့မှန်ပါပဲဒီဆရာကတော့မှန်ပါပဲဒီ Facebook page ကတော့မှန်ပါပဲဆိုပြီးတော့မယူဆမိလိုက်ပါနဲ့အမားကိုထောက်ပြတိုင်းအမှန်မဟုတ်ပါဘူးအဲ့လိုပြောလို့အမားထောက်ပြတဲ့သူတိုင်းမှားနေတယ်လို့လည်းမဆိုလို့ပါဘူးတမာတရားကိုသင်ကိုယ်တိုင်းပိုင်းခြားနားလေတတ်ဖို့အင်မတန်ရေးကြည့်ပါတယ် ဥပမာအနေနဲ့ယောဘကိုလာပြီးတော့နှစ်သိမ့်နဲ့တငယ်ချင်း၃ယောက်သူတို့ထောက်ပြတာတွေအားလုံးကသူတို့ကအမားကိုထောက်ပြတာယောဘမင်းဒီလောက်ထိဒုက္ခကြုံတာမင်းဖះနဲ့မှားလို့ပဲဖះနဲ့မှန်ရင်ဘာလို့မင်းသားသမီးတွေသိမလဲဖះနဲ့မှန်ရင်မင်းဘာလို့ဒီလိုမျိုးဒုက္ခအခက်အခဲတွေကြုံမလဲအမားကိုထောက်ပြတာဒါပေမဲ့အဲ့ဒီယောဘတငယ်ချင်း၃ယောက်သူတို့မှားနေတယ်ဆိုတာသူတို့ကိုယ်တိုင်မသိပါဘူးနောက်ဆုံးမှာဖះကဆုံးမတယ် မင်းတို့ငါအကြောင်းကိုပြောတာအမားတွေပဲ။သွားယောဘကိုပြန်တောင်းပန်။ဒါမှမင်းတို့ကခွင့်လွတ်မယ်လို့ဖခင်ကဆုံးမခဲ့ပါတယ်။ယောဘတငယ်ချင်း၃ယောက်ကသူတို့မှားတယ်ဆိုတော့ကိုသိပြီးတော့အတင်းကာယောယောဘကိုဖိပြောတော့မဟုတ်။သူတို့ကအမှန်ဘက်ကပဲယောဘမင်းမှားနေတယ်ဆိုပြီးတော့သူတို့ကထောက်ပြပြောဆိုတာဖြစ်ပါတယ်။ဒါကြောင့်မို့အမားကိုထောက်ပြတိုင်းသူကတော့မှန်မှာပဲလို့မယူဆမိဖို့ရန်အတွက်အင်မတန်ရည်ကြည်ပါတယ်။အဓိကကနှလုံးသားမှားရင်အကုန်မှားပြီ။ ျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာအတွေးခေါ်တွေအပြောဆိုတွေလှုပ်ဆောင်မှုတွေအားလုံးကဘယ်မှာအခြေခံလဲဆိုတော့နှလုံးသားမှာအခြေခံတယ်ဒီနေ့ယောဘရဲ့အသက်တာကိုကြည့်တဲ့အခါမှာသူတငယ်ချင်း၃ယောက်ကတော့မင်းစီစဉ်ဥစ္စာလည်းကုန်ပြီမင်းသားသမီးတွေလည်းသေပြီမင်းခန္ဓာကိုယ်မှာလည်းအနာတွေဖြစ်နေပြီဒါတွေကိုကြည့်ခြင်းအားဖြင့်ဒီအပြင်းမန်းကိုကြည့်ခြင်းအားဖြင့်မင်းဖျားနဲ့တခုခုမှားလို့ဆိုပြီးတော့ယောဘကိုအပြစ်တင်ပါတယ်ဒါကြောင့်မို့တမန်တရားနဲ့မှားလားမှန်လားဆိုတော့ကိုအပြင်းမန်းကိုကြည့်ပြီးတော့ ခွဲခြားဆုံးဖြတ်လို့မရပါဘူးအတွင်းနှလုံးသားကိုကြည့်ဖို့ဖြစ်တယ်ယောဘရဲ့နှလုံးသားထဲမှာဖရာဘုံမှာသစ္စာရှိနေစေယောဘရဲ့နှလုံးသားထဲမှာဖရာကိုးကွယ်နေစေဒီအတွင်းသဘောကိုမမြင်တတ်တဲ့အခါမှာယောဘတငယ်ချင်း၃ယောက်ကအမားကိုထောက်ပြရင်းနဲ့သူတို့ကိုယ်တိုင်မှားနေတယ်ဆိုတာကိုတမန်ကျမ်းစာအပြင်ကျွန်တော်ဆင်ခြင်ခွန်အားယူပါပါတယ်။ဒါကြောင့်ခြေတော်စီတိုင်းဝိညာဉ်တော်ရဲ့မဆာခြင်းအပြင်ကျွန်တော်ရဲ့စိတ်နှလုံးကိုအသစ်ပြင်ဆင်တော့မှကျွန်တော်တို့ကဖရာရဲ့တမန်တရားလမ်းထဲမှာလိုက်ရှောက်နိုင်မှာဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်အနေနဲ့တော့ ျန်းစာနဲ့လာတိုင်းဩဒီကျန်းပိုင်းနဲ့လာတာပဲဒီကျန်းစာအုပ်နဲ့တုံတင်တာပဲဆိုပြီးတော့အမှန်ပဲလို့တတိချာမယူမိဘူးအင်မတန်အရေးကြီးပါတယ်စာတန်တော်မှာသခင်ရှုကိုစုံစမ်းတဲ့အခါမှာ60ခုမြောက်သောစာလံကိုအသုံးပြုပြီးတော့စုံစမ်းခဲ့ပါတယ်တကယ်တော့စာတန်အသုံးပြုတဲ့ကျန်းစာကမမားပါဘူးဒါပေမဲ့ကျန်းစာကိုလိုရာဆွဲသုံးတဲ့သဘောကမှားတာဖြစ်ပါတယ်ဒါကြောင့်မို့ကျန်းစာကိုလိုရာဆွဲသုံးတဲ့သဘောဆိုတော့ကဇာတိသဘောဖြစ်ပါတယ်အဲတော့ခြေတော်စီတိုင်းနှုတ်ကပတ်တော်ကို ဇာတိသဘောနဲ့သင်ဟာခံယူမိပြီဆိုရင်မှားပြီ။ဒါကြောင့်မို့ဝိညာဉ်သဘောနဲ့အသက်ရှင်နိုင်ဖို့သင်ရဲ့အထဲထဲမှာခရစ်တော်ကိုအုပ်ဆိုးခွင့်ပေးပြီးတော့နေ့ရက်ရှင်တိုင်းအသက်ရှင်နိုင်ဖို့ရန်အတွက်ဖရာသခင်ထံမှာဆုတောင်းပြီးတော့အသက်ရှင်တတ်ဖို့အင်မတန်အရေးကြီးပါတယ်။ဒါကြောင့်မို့တမန်တရားကို မှန်ကန်စွာမပိုင်းခြားမနာလည်ပဲနဲ့တမန်တရားရဲ့လမ်းပေါ်မှာမရက်တီပဲနဲ့ကျွန်တော်တို့ကတမန်တရားလမ်းနေလွဲသွားပြီဆိုရင်တော့ဒီနေ့ ကျွန်တော်တို့ရဲ့ဝိညာဉ်ရေးဟာထာဝရနဲ့ဆိုင်တဲ့အရာတော့ဆုံးရှုံးနိုင်စရာအကြောင်းရှိပါတယ်။တတိထားဖို့အင်မတန်ကောင်းပါတယ်။ဒါကြောင့်တမာတရားလမ်းအနေမလွဲဖို့ရန်အတွက်သင်ရဲ့ဝိညာဉ်မျက်စိကိုဖွင့်ပေးဖို့ရန်အတွက်နေ့ရက်စဉ်တိုင်းမှာဖះကိုဆူတောင်းဖို့လိုပါတယ်။တမာတရားလမ်းအနေမလွဲဖို့ရန်အတွက်ကျွန်တော်တို့ရဲ့နှလုံးသားကိုမှန်ကန်ဖို့ရန်အတွက်ဖះရဲ့ပြုပြင်ခြင်းကိုခံယူဖို့အင်မတန်ရည်ကြီးပါတယ်။တမာတရားလမ်းအနေမလွဲဖို့ရန်အတွက်ကျွန်တော်တို့ရဲ့ဇာတိသဘောနဲ့အသက်မရှင်မဲနဲ့ဝိညာဉ်တော်ကိုအုပ်ဆိုးခွင့်ပေးပြီးတော့အသက်ရှင်တတ်ဖို့အင်မတန်ရည်ကြီးပါတယ်။ ယောမဩရစာခန်းကြီး73အပိုင်ငယ်14မှာသခင်ယေရှုခရစ်ကိုယူတင်ဝတ်ဆောင်ကြလို့ကိုယ်ကာယဤတတ်မှတ်ခြင်းအလုံးကမကြံစီကြနဲ့။အကြောင်းမို့နေ့ရက်စဉ်တိုင်းမှာသခင်ယေရှုခရစ်တော်ဖခင်ကိုယူတင်ဝတ်ဆောင်ပြီးတော့သခင်ခရစ်တော်ဖခင်ရဲ့အုပ်ဆိုးခြင်းဝိညာဉ်တော်ဖခင်ရဲ့လမ်းပြခြင်းနဲ့နေ့စဉ်အသက်ရှင်ပြီးတော့ကိုယ်ကာယရဲ့တတ်မှတ်ခြင်းဇာတိတဘောနဲ့အသက်မရှင်မဲနဲ့ဝိညာဉ်တဘောနဲ့အသက်ရှင်ခြင်းအပြင်ဖခင်ရဲ့တမန်တော်လမ်းလမ်းမှာအသက်ရှင်နိုင်တော်သူများဖြစ်စေဖို့ဝင်ကားပါလေ။အားလုံးပေါ်မှာဖခင်ရှင်ကောင်းကြီးပေးပါစေ။